တချင်ကအမှုပညာသည်ပြည်သူအတွက်ဆိုတဲ့ယူဆသမားတွေနဲ့အမှုပညာသည်အမှုပညာအတွက်ဆိုတဲ့ယူဆရှိတဲ့လူတွေတော်တော်ပြင်းပြင်းထန်ထန်ညှဉ်းခုန်ခဲ့ကြဘူးပါတယ်အခုတော့အဲ့လိုညှဉ်းခုန်ခဲ့ကြဘူးတဲ့နှစ်ဖက်စလုံးကသူတွေကိုအလွန်အားနာစရာဖြစ်လာပါတယ်အခုတော့ငွေရလို့ရှိရင်ဘာမဆိုလုတ်တဲ့အမှုပညာသည်တွေတောင်မှပေါ်ထွက်လာတော့အမှုပညာသည်ပြည်သူအတွက်လားအမှုပညာသည်အမှုပညာအတွက်လားဆိုပြီးတော့လေးလေးနက်နက်ညှဉ်းခုန်ခဲ့ကြတဲ့သူတွေကိုတကယ်ကိုအားနာစရာကောင်းပါတယ် အခုနေတိုးတို့မြင့်မြတ်တို့ချူလေးတို့မင်းမြင့်မို့တို့ငှက်ပြောကျော်တို့ဆိုတဲ့လူတွေလောက်ကြတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ policy ဇာတ်ကားထွက်လာပါတယ်အဲ့ဒါလိုဇာတ်ကားကိုရိုက်တဲ့ကိစ္စဟာအမှုပညာတယောက်ရဲ့ယုံကြည်ချက်ခံယူချက်ကိစ္စဆိုတာထက်တောင်မှပိုတယ်လို့ထင်ပါတယ်အခုကိစ္စကလူတယောက်ရဲ့လူသားဆန်မှုနဲ့တောင်မှစိုက်ပါတယ်အမှုပညာတယ်မဟုတ်ရင်တောင်မှတိတက်ရမယ်ကိစ္စမျိုးပါဟိုဘက်အိမ်မှာနာရေးရှိရဆိုလို့ရှိရင်ဒီဘက်အိမ်ကတချင်းလေးတကြောကြောလုံမနေတင်ဘူးဆိုတာမျိုးပါ လူဆိုရင်လူလိုတိတတ်ဖို့ကောင်းတဲ့ကိစ္စမျိုးပါအခုတော့ငါတို့ကနိုင်ငံရေးနားမလဲဘူးအမှုပညာသမားတွေဆိုတာငွေပေးငါရင်လောက်အောင်မှာပဲလို့ပြောနေကြပါတယ်အဲ့ဒီတရားကိုသူတို့ရှေ့မှာကလေးကဒိန်းတောင်တို့ငိမ့်ချမ်းတို့အုံသီးတို့ကလည်းထူထောင်ပြီးတော့လူသိရှင်ကြားထုတ်ပြောခဲ့ဘူးတာတွေရှိပါတယ်အခုလိုပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ခွဲခြားစိတ်ဖြာကြည့်မယ်ဆိုလို့ရှိရင်ငွေပေးငါရင်လောက်မှာပဲဆိုတဲ့အချက်ပေါ်မှာရောနိုင်ငံရေးလောက်တာမဟုတ်ဘူးဆိုတဲ့အချက်ပေါ်မှာပါပြောစရာရှိပါတယ် ငွေပေးခေါ်တိုင်းလိုက်တာဟာပြည့်တစားပါ မိမရှင်ပါအခုသူတို့အုပ်စုဟာငွေပေးခေါ်တိုင်းလိုက်တဲ့သဘောပါပဲအခုဒုံဆိုင်ကြတဲ့အုပ်စုကတော့ငွေပေးခေါ်ရင်လိုက်မှာပဲဆိုတာမျိုးပါဇက်ကနေပြီးတော့ထုတ်ပြောတာမျိုးမကြားမိသေးပေမဲ့သူတို့လောက်ရကငွေပေးခေါ်ရင်လိုက်မှာပဲဆိုတဲ့သဘောပါပဲအဲ့ဒီလောက်ရဟာမိမရှင်လောက်ရပါလူဆိုတာဘလောက်နှိမ့်ကြတဲ့နေရာမှာပဲရောက်နေရောက်နေစီတို့ဘောင်တို့ဆိုတာကို နားလေလိုက်နာလို့ရှိရင်တန်မိုးရှိပါတယ် တရောင်းစားတောင်စီးပောင်ကိုနားလေတက်လို့ရှိရင်သူတပားနေတဲ့ကိုကြော်ပြီးတော့မတောင်းပါဘူးမိမရွှင်တောင်စီးပောင်ကိုနားလေတက်လို့ရှိရင်သူများဖောက်တဲ့ကိုလူပြီးတော့မဆွဲပါဘူးအခုတော့သူတို့တက်တက်ရဲ့လောက်ရဟာမိမရွှင်နေလောက်တောင်မှစီးပောင်ကိုနားမလဲတဲ့သူတွေလို့ဆိုစရာဖြစ်နေပါတယ်မိမရွှင်နေလောက်တောင်မှလူအသည့်စိတ်ဓာတ်မျိုးမရှိတဲ့သူတွေလို့ပြောစရာဖြစ်လာပါတယ်နောက်တစ်ချက်ကငါတို့ကနိုင်ငံရေးမလုပ်ဘူးနိုင်ငံရေးနားမလဲဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောစရာရှိပါတယ်အခုသူတို့လုပ်နေတာဟာနိုင်ငံရေးပါ ဆန္ဒပြပြည်သူတွေကိုစော်ကားတာဟာနိုင်ငံရေး CDM ဆရာဝန်တွေ CDM ကြောက်ဆရာဆရာမတွေကိုစော်ကားတာဟာနိုင်ငံရေးရွေးကောက်ပွဲမဲထည့်ဖို့ပြောတာတွေဟာနိုင်ငံရေးပါပဲဒါကတောင်မှနိုင်ငံရေးမှန်းနားမလည်ဘူးဆိုလို့ရှိရင်မင်းတို့နားလည်တာဘာရှိသေးသလဲလို့မေးရမလို့ဖြစ်နေပါပြီအဲ့ဒါတွေကငါတို့သဘောမဟုတ်ဘူးလေစံကျွန်းဆရာရေးတဲ့အတိုင်းပြောရတာပဲလို့ခေါင်းဆောင်လို့လည်းမရပါဘူးဒီလိုအလုပ်မျိုးလုပ်ကြတဲ့အခါမှာလုပ်ကြတဲ့သူတိုင်း ပါဝင်ကြတဲ့သူတိုင်းမှာပူးတွဲတာဝန်ရှိပါတယ်။ဒါပေမဲ့သူတို့နိုင်ငံရေးနားမလည်ဘူးဆိုတဲ့စကားကတော့တစုံတရာအတိုက်တာတစ်ခုထိမှန်တယ်လို့ထင်ပါတယ်။ဒီလူတွေနိုင်ငံရေးကိုနားလည်ကြဖို့မရပါဘူး။သူတို့လုပ်တဲ့အလုပ်ရဲ့အတိတ်အနဲ့အထူပါကိုနားလည်ကြဖို့မရပါဘူး။သူတို့လုပ်တဲ့အလုပ်ကဘယ်သူတွေကိုဘလောက်ထိခိုက်စေတယ်ဆိုတာကိုသိသိချာချာသိဖို့မရကြပါဘူး။အဲ့ဒါကတော့နိုင်ငံရေးနားမလည်တာပါ။နိုင်ငံရေးနားမလည်လို့ရှိရင်အပါပါ အနုပညာဆိုတာဓာတ်တစ်ချောင်းလိုဆူရှထက်မြက်ပါတယ်အထူးသဖြင့်အခုလိုအာနာရှိတဲ့အတိုင်းဝိုင်းကနေပြီးတော့ငွေကြေးပုံအောင်ပြီးတော့ဝါရဖျက်လိုက်တဲ့အခါမှာပို့ပြီးတော့ဆူတက်ရှတ်တက်ပါတယ်တစ်ချိန်လုံးကနဝတနာအဖဆေယုစုကမဟုတ်မမှန်တာတွေကိုလောက်ကြံဇလန်းဖန်တီးပြီးတော့တမိုင်းရည်စီလိုင်းကြီးလေထံဖျက်မှန်ဆိုတဲ့ဇလန်းတွေဖျက်ငယ်ဖူးပါတယ်ပြည်သူလူထုအများကအဲ့ဒါဟာမမှန်ကန်တဲ့ဇလန်းတွေပဲဆိုတာကိုသိကြပါတယ်ဒါကြောင့်ဟာတလို့သဘောထားပြီးတော့ရီခဲကြလောင်ခဲကြပြောင်းခဲကြပါတယ် ဒါပေမဲ့အကြိမ်ကြိမ်ထက်ခါထက်ခါပြတဲ့အခါမှာတချို့လူတွေရဲ့စိတ်ထဲမှာရှင်းလေးလုံးရေတော်ပုံကြီးဟာအကြမ်းဖက်ဖြစ်စဉ်ကြီးလို့ထင်းရောင်ထင်မှဖြစ်တဲ့သူတချို့ရှိလာပါတယ်ဒါတွေဟာလိန်ညာနေမှန်းသိပါတယ်ဆိုတော့လူငယ်တွေထဲမှာတောင်မှရေတော်ပုံကြီးကရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့အပိုင်းလဲနည်းနည်းပါးပါးရှိရင်တော့ရှိမှာပေါ့ဗျာဒါပေမဲ့စိတ်အုပ်စုကအလွန်ကျုံပုံဖြက်ဝါရဖြတ်နေတာပါလို့ပြောတာကြားလိုက်ရလို့ကျွန်တော်တောင်အံ့ဩသွားခဲ့မှုပါတယ်ရှင်းလေးလုံးရေတော်ပုံကြီးမှာ ရေတော်ပုံကြီးဘက်က ပြည်သူလူထုဘက်ကရက်ဆက်အကြမ်းကြုံမှုဆိုတာမရှိသလောက်နှီးပါးနှဲပါးလွန်ပါတယ်ခေါင်းဖြတ်တတ်တာတွေဟာခင်ညွန့်ထောက်လန်းရေးလက်ချက်ကြောင့်ဖြစ်လာတာပါဒါကိုရှစ်လေးလုံးဖြတ်သန်းမှုတိုင်းကကောင်းကောင်းသိကြပေမဲ့ရှစ်လေးလုံးမဖြတ်ဘူးတဲ့လူငယ်တွေရဲ့စိတ်ထဲမှာတော့သူတို့ရဲ့ဝါရဖြတ်ချီကိုအချိန်ချင်းကြားရတဲ့အခါမှာစိတ်အုပ်စုမကောင်းတာကိုသိပြီးသားဖြစ်ပေမဲ့ရှစ်လေးလုံးရေတော်ဘုံကြီးဘက်ကလည်းမှားခဲ့တာဆိုးခဲ့တာတွေတော့နည်းနည်းပါးပါးရှိချင်ရှိမှာပါလို့ နှစ်ဖက်မျှပြီးတော့ပေးတွက်လိုက်တဲ့သဘောမျိုးနဲ့ပြောတာမျိုးကိုကြားခဲ့ရပါတယ်။အဲအဲ့ဒါလောက်အထိအဲ့ဒါလောက်ကလေးဖြစ်လာတယ်ဆိုလို့ရှိရင်တောင်မှဆေးအုပ်စုအတွက်ကဝါရဖြတ်ရချိုးနှက်ပါတယ်။ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး။မြစ်တာရက်ခတ်ပါတယ်။အဲ့ဒါလိုခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ယက်တီရဲ့အတွက်ကြီးကြီးမားမားအဟံအတာအနှောက်အယှက်ဖြစ်လာနေပါတယ်။ ပြည်သက်များအနေနဲ့လဲခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာမဟုတ်မှန်းသိတဲ့ဇလတ်တွေကိုပဲထက်ခါထက်ခါပြောအကျဉ်းချင်းသာလိမ်လိမ်မာများလို့ရှိရင်ထီအောင်ထင်မှဖြစ်လာလိမ့်မယ်ဆိုတော့ဝါရဖြတ်ချင်နီးဟာဟစ်တလာရဲ့နီးပါဟစ်တလာကအဲ့ဒါလို့ကိုယ်တိုင် ရေးခဲ့ဘူးပါတယ်အခုလဲစစ်အုပ်စုဟာဖက်စစ်နီးကိုတထက်ထဲကျင့်သုံးနေတာဖြစ်ပါတယ်ဒီလိုဝါရဖြတ်ချီမှုတွေရဲ့အကျိုးတရားမှုကကြီးမားပါတယ်လူတွေကိုထင်အောင်ထင်မှားဖြစ်စေပါတယ်ဒါတွေဟာတာမန်ပြည်သူတွေအတွက်ထင်အောင်ထင်မှားမဖြစ်ဘူးဆိုရင်တောင်မှစစ်တပ်ထက်ကစစ်သားတွေအနေနဲ့တချို့ကိုတော့ဟုန်နှိုးနှိုးထင်စေပါတယ်ကြက်ဖွတ်ပါတီဝင်တွေအတွက်တော့ဟုန်နှိုးနှိုးထင်စေပါတယ်ပြူစောထီးတွေအတွက်တော့ဟုန်နှိုးနှိုးထင်စေပါတယ်အဲ့လိုထင်ကုန်တဲ့အခါမှာစစ်တပ်ထက်ကစစ်သားပြူစောထီးလက်နက်ကင်နဲ့ ပြတ်ဖို့ပါတီဝင်တွေဟာသူတို့ရဲ့ရုပ်မာတဲ့လောက်ရက်တွေကိုအမှန်မဲလို့တချို့ထင်ကုန်တာမျိုးရှိပါတယ်တချို့ကအမှန်လို့မထင်တောင်မှငါတို့ကိုထောက်ခံတဲ့လူတွေတော့ရှိနေသေးပါလားဆိုပြီးတော့အားတက်စေတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒါလို့အားတက်စေတာဟာရာဇဝမှုကိုအားပေးတာပါပြူစောထူးရည်ကိုလူပိုတက်အောင်အားပေးအားမြောက်လုပ်ပေးတာပါပဲစစ်တပ်ထက်ကစစ်သားတွေကိုရက်သားတွေပိုတက်ရအောင်ယောဂမိမ့်မျိုးတွေကိုပိုပြီးတော့မရင်းကျဲအောင် အပိအမြောက်လုတ်ပေးလိုက်တာပါပဲလီဒါထဲကကောင်းနေအနေနဲ့ရဲရွာတွေခရီးသင်ငယ်တွေကိုဘုံကျဲရဲအောင်အပိအမြောက်လုတ်ပေးတာပါပဲအမှုပညာရဲ့ဩဇာဝါဒဖြတ်ကြီးရဲ့လက်နက်ရဲ့ဆုရှမှုကအဲ့ဒါလောက်ထိလေးနေပါတယ်စစ်တပ်ဘုံကျဲလို့မိုးကုတ်ဖူဆယ်ဘောလုံးကွင်းမှာခလေးငယ်လေးတယောက်ခေါင်းပြတ်သွားတာကို နေတိုးမြင့်မြတ်သိပါသလားမင်းတို့ရဲ့အခုလုပ်ရဟာအဲ့ဒါလို့ခလေးငယ်ကိုခေါင်းဖြတ်တဲ့အလုပ်ရက်ကိုအပိအမြောက်လုတ်တဲ့အလုပ်ရက်ဆိုတာကိုမင်းတို့ သိကြပါသလားစစ်တပ်ဘုံကျဲလို့အိုးရိန်တို့မှာကလေးငယ်လေးတွေဗိုက်ပွင့်ပြီးတော့ဥရေအပုံလိုက်ထွက်သွားတာကိုချူချူတို့မေမြင့်မို့တို့သိကြပါရလားအဲ့ဒါလို့လုပ်တဲ့လောက်ရကိုအခုမင်းတို့အားပေးအားမရလုပ်နေတယ်ဆိုတာကိုမင်းတို့ဘာသာသိကြပါရလားနောက်မှထပ်တော့မဲ့အဲ့ဒါလို့ရက်ဆက်မှုတွေမှာမင်းတို့ဟာပူးတွဲတာဝန်ရှိတဲ့သူတွေဖြစ်လာတော့မယ်ဆိုတာကိုမင်းတို့သိကြရလားတားထောင်တဲ့ဖိုးတွေကိုပြူစောထီးတွေကအရှင်းလက်လက် မိရှုတတ်တာကိုငါပြောချော်နေဝင် အေးချမ်းမောင်တို့သိကြရလားမင်းတို့တွေအခုလုပ်တဲ့လုပ်ရဟာအဲ့လိုလိုပြူစော့တီတွေကိုအားပေးတယ်လို့ဖြစ်နေတယ်ဆိုတာသိကြရလားမင်းတို့လုပ်ထားတဲ့ဝါဒဖြတ်ချီရေးဇက်ကားကိုကြည့်ပြီးတော့ပြူစော့တီတွေကငါတို့ကိုထောက်ခံအားပေးတဲ့သူတွေရှိနေပါသေးလားဆိုပြီးတော့တွေးတော့အားတကြမယ်ဆိုတာမင်းတို့သိကြရလားမင်းတို့အခုလုပ်တဲ့လုပ်ရဟာဘလောက်ဆိုးရသလဲနောက်နောက်မိရှုတတ်ဖြတ်မှုတွေအတွက်ဘလောက်တောင်မှအားပေးအားမြောက် လုံလိုက်မိတယ်လဲဆိုတာကိုမင်းတို့ဘာသာသိကြပါရဲ့လားနှစ်ပြောချော်ဆိုလို့ရှိရင်အော်ဂျာတာကောင်းပါလေသူ့အသက်ရွယ်နဲ့သူ့အတိုင်းဝိုင်းကိုကြည့်ပြီးတော့ဒီလောက်ညံနေလိမ့်မယ်လို့အထင်တောင်မထင်မိပါဘူးဒီလောက်ငွေနောက်လိုက်လိမ့်မယ်လို့တောင်မှမထင်မိပါဘူးဒီနေ့ကတော့ကတော့အမှုပညာသမားတွေအကုန်အလကားပါပဲဆိုပြီးတော့တယောက်ကတိမ်ကျုံဆဲသွားတာတွေ့လိုက်လို့စိတ်ထဲနည်းနည်းတောင်မှမခံချင်ဖြစ်မိပါတယ်အမှုပညာသမားတွေထဲမှာတိတ်တော်တဲ့အမှုပညာသမားတွေလည်းရှိကြပါတယ်အထူးသဖြင့်စာပေနယ်ထဲမှာဆိုလို့ရှိရင်ပုံများပါတယ် ဆရာဘုံမတော်အောင်ဆိုလို့ရှိရင်ဖတ်စာပလအစိုးရကပေးတဲ့အမျိုးသားစာပေစုကိုတက်မယူခဲ့ပါဘူး။ဆရာကြီးသခင်ကိုယ်တော်မိုင်းဆိုလို့ရှိရင်ဝေလာမင်းသားအတွက်ငွေပုံပေးပြီးတော့ဖုံးတော်ပွဲရေးခိုင်းတာကိုတောင်းမှညင်းခဲ့ပါတယ်။ဒါပေမဲ့အမှုပညာသမားတွေမှာပတ်စံအများဆုံးရပြီးတော့အုံနောက်မရှိဆုံးပညာရေးအားအနည်းဆုံးအမှုပညာသမားဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါပဲ။အဲ့ဒါလို့ပြောလိုက်တော့အားလုံးကိုတိတ်ကြုံ ပြောလိုက်တယ်လို့တော့ဖြစ်သွားပါတယ်။ဒါပေမဲ့ဒါဟာအမှန်တရားပါ။ အနုပညာသမားတွေထဲမှာဉာဏ်အ ਨੇ ဆုံးအသိစိတ်တတ်အ ਨੇ ဆုံးအသုံးမကျဆုံးအတန်ဆာဟာရုပ်ရှင်မင်းသားမင်းသမီးတွေပါပတ်စံလဲသူတို့အရာဆုံးပါပဲအကုန်လုံးတိမ့်ကြုံပြောသလိုဖြစ်သွားတယ်ဆိုတာကအများစုကိုကြည့်ပြီးတော့ရေပုံရခြုံပြောလိုက်လို့ပါရုပ်ရှင်မင်းသားတွေထဲမှာစားသိပ်ဖြတ်ပြီးတော့အတွေးခေါ်ရှိကြတဲ့ဝင်းဦးတို့ကောလိပ်ရှင်နေဝင်းတို့သူ့မောင်တို့လူမျိုးတွေလည်းရှိခဲ့ဘူးပါတယ်ဒါပေမဲ့ပညာတတ်တိုင်းလဲရက်တိကျက်ကောင်းတာမှန်တာမဟုတ်ပါဘူးလူစိတ်ရှိဖို့စာနာစိတ်ရှိဖို့ကလည်းတိတ်အရေးကြီးပါတယ် ညွန်ဝင်းဆိုလို့ရှိရင်ပညာတတ်ပါဖောက်ပြန်လိုက်တဲ့နေရာမှာတော့ယွန်းစရာတောင်ကောင်းပါလေဆန္ဒပြចောင်းသားတွေကိုပလိတ်ကရိုက်နဲ့လူစုခွဲတော့88မှာတော့ပါရှောင်းရင်းရှားရင်းနဲ့သူ့အိမ်နဲ့ရောက်လာတဲ့ចောင်းသားတွေကိုတောင်မှရဲကိုဖုတ်ဆက်ပြီးတော့အဖမ်းခိုင်းတဲ့လူမျိုးပါအရင်လုံးကလည်းဒီလိုအလုပ်မျိုးတွေကိုဇုံဝင်းထွက်တော့ site ဆိုင်တော့ကအစလုတ်ခဲ့ကြဘူးပါလေပြည်သူလူထုကတိခံလို့ရောင်းတက်ပြီးတော့တယောက်ပြီးတယောက်ထတ်လုတ်လာရဲနေကြတာပါ ပြည်သူလူထုအနေနဲ့လည်းဒီလိုလှုပ်ရလှုပ်တဲ့သူတွေဟာလူသက်မီးရှို့မတိုင်းကျင့်တဲ့အလုပ်တွေကိုအားပေးတဲ့အလုပ်ကိုလှုပ်နေတာပဲဒါတွေကိုငါတို့တာဝန်တိတိနဲ့ကန့်ကွက်ရမယ်ရှုတ်ချရမယ်လို့သဘောထားပြီးတော့တာဝန်တိတိစက်ကျင်ကြဖို့လိုပါပြီအဲ့ဒါမှသာနောက်မှဆက်မိုက်မဲ့လူတွေထွက်မလာအောင်ဟန်တားနိုင်မှာပါတစ်တက်ပို့ပြီးတော့လေးလေးနက်နက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလူတွေကိုတာဝန်တိတိကန့်ကွက်စန့်ကျင်ခြင်းအပြင်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့တူတူမတွေရဲ့အသက်ကိုတတ်နိုင်သလောက် အကာအကွယ်ပေးရရောက်လိမ့်မယ်လို့ဆိုကြပါတယ်ခင်ဗျာ